မင်္ဂလာပါဒီနေ့တော့တိတ်ကိုအန်ဒီရဲ့များတဲ့ကိစ္စလေးတစ်ခုကိုပြောချင်ပါတယ်ဗျာမပြောရင်မဖြစ်တော့ဘူးလို့ကိုကိုလည်းခံယူထားတဲ့အတွက်ကြောင့်မနေနိုင်မထိုင်နိုင်ထပ်ပြောပါဦးမယ်မနေ့ကကျွန်တော်လိုင်းပေါ်မှာဗီဒီယိုလေးတွေတွေ့လိုက်တယ်ဗျအဲ့ဒါဘာလဲဆိုတော့မွေပွေးကြက်ခံရတဲ့လူနာကို ရွှေရင်ကျော်ပညာနဲ့ကုနေတာစိတ်ထဲမှာတော့တော်တော်ဘဝင်မကြဘူးဗျနော်အဲ့ဒါလေးနဲ့ပတ်သက်ပြီးတော့ဒီနေ့မှပြောပါမယ် တော့အရင်ဆုံးကျွန်တော်တို့ဘာမှမပြောခင်ဗီဒီယိုဖိုင်လေးရင်ကြည့်အောင်ဗျာဆရာကိုဆရာနမွေးမကိုဆရာကိုဆရာမွေးနေမှာကိုဆရာဟာဆရာမမကိုဆရာဘယ်အောင်လာသူနဲ့ထက်ဆက်မမေ့ရလားငါယူရမမေ့ဟာမွေးနေမှာကိုဆရာဆရာနာဆရာနာနည်းနည်းထာ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 းနော်ဘုရုဘကနမင်းတားတော့အကူကြီးပေးပါခန္ဓာကိုယ်ထဲမှာတင်းလာလိုက်ခန္ဓာကိုယ်ထဲမှာရောက်ရှိနေသောမွေးစိတ်တွေမှာဒီမှာအားလုံးကြည်စည်ကြည်စည်သောတိတ်ရှိတွေပေးပါလိုက်ခဲ့ငါလက်ထက်အကုန်လုံးကိုဆရာ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  မင်းလားဆိုလားဘောဝိုင်းရနေတယ်အဲ့အစိမ့်ပြန်ပြောနေရတယ်ဒီကနေ့ပဲဆင်းလာကုန်ဆင်းလာကုန်ဆင်းလာနဲ့ဖယားငါလူနဲ့ထက်ဆင်းမဲ့မဲ့ရနာဆင်းလာတဲ့အကုန်လုံးဟာမိုးစိနေနေကုန်ဆင်းလာကုန်ဆင်းလာလားခန္ဓာကိုယ်ထဲမှာတနေ့လာလိုက်ခန္ဓာကိုယ်ထဲမှာရောင်းနေတော့မွေပွဲစိတ်တွေမှာအကုန်တစားမကြကုန်ပြန်ထွက်လာခဲ့ဖယားငါလူနဲ့ထက်ဆင်းမဲ့မဲ့ရနာဆင်းလာအကုန်လုံးပြန်ဆင်းလာဘောဝါမတယ်မင်းရနေဆွတ်ဆွတ်ဆွတ်ရရရ ဆောရောကဒါရရပါပြီဆရာရှိနေမှာဆောရောကဆောရောကဒါမှမင်းရင်မဖြတ်ဘူးမင်းရင်မဘာကြည့်ရပါတက်လောင်ရသည်ဆောရောကအခုဆောရောကဘာကြောက်ကောင်းထွက်တော့ထွက်တော့ကောင်းထွက်တော့ဘယ်နဲ့မှမကြမ်းသေးနဲ့ကိုဆောလာအဲ့ဒါဓာတ်ဆက်တွေဆောထွက်ပါအဲ့ဒါအစိုက်တွေမှမအကုန်လုံးပြတ်တောက်ကျင်းသွားပြီထွက်တော့ငါဖောက်ထားတဲ့အပေါက်ကလည်းငကုံမူလားပေါက်ကလည်းဗစမကြကုန်ဖြတ်သွားဟုတ်ကဲ့ပါဒါကတော့မွေဘွေးကြိုက်ခံရတဲ့လူနာကိုရွှင်ကျော်ဆရာက ကုနေတာပါ အဲ့တော့ရေစင်ရေမန်းလေးတောက်တောက်ပြီးတော့ငွေကြိုက်ခံရတဲ့ဒံရကိုဓာတ်နဲ့ခွဲစေးထုတ်အကြီးပေါ့ဗျာ string ခေါ်မှာပေါ့အဲ့ဒါနဲ့စုတ်ထုတ်ပြီးတော့ငွေစိတ်တွေကိုပြန်လဲစုတ်ထုတ်ပြီးတော့စေးကုတဲ့ပုံမျိုးကုတာပါအားလုံးလည်းတွေ့မှာပါ2025ခုနှစ်အခုချိန်နေအထိကိုဓာတ်တွေကရှိနေတော့မှာပဲအဲ့တော့ဒီဗီဒီယိုမှာကျွန်တော်ရွှင်ကျော်ပညာနဲ့ပတ်သက်ပြီးတော့ဝေဖန်တာစော်ကားတာထိခိုက်စေတဲ့စကားလုံးတွေကျွန်တော်မပြောဘူးเนาะ ပြောမှလည်းမဟုတ်ပါဘူး။ဘာဖြစ်လို့လဲဆိုတော့ရွှေရောပညာဆိုတာကျွန်တော်တို့နိုင်ငံရဲ့မြန်မာတွေရဲ့အမွေနှစ်တစ်ခုလိုတောင်ပြောလို့ရတဲ့ပညာရဲ့ပေါ့ဗျာ။အဲ့တော့အဲ့ဒါကိုကျွန်တော်ကောင်းသည့်ဆိုသည့်ဝေဖန်မှာမဟုတ်ပါဘူး။ဒါမှန်းဒီလိုအခြေအနေမျိုးကိုတော့ဘဝင်သိမ့်မကြဘူးပေါ့လေဗျာ။နော်။အဲ့တော့ကျွန်တော်တို့ဆက်ကြည့်ပါဦးမယ်။အဲ့ကောအဲ့ကောဆေးရောကြီးဆေးရောထဲလေပြောင်းဆေးရောကုန်လိုက်လား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  ုံဆင်းလာစိတ်တွေမှန်းမှအကုန်လုံးလုံးဝပုံမတက်စင်းနဲ့ပုံဆင်းလာခဲ့စိတ်တော်တွေမှကုံဆင်းလာခဲ့ဆင်းလာခဲ့ဆင်းလာခဲ့စိတ်တော်တွေမှကုံဆင်းလာခဲ့အခုနဲ့မှလုံးဝမရှိသေးနဲ့ခန္ဓာကိုယ်တွေကအကုန်လိုက်လာခဲ့ကုံဆင်းလာ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 စိတ်တော်မှမှကုံဆင်းလာတနခါနာမြဲနေပြီစေ။ဟာလူနာတနခါနာမြဲနေပြီ။မနာနေဘူးလားခင်ဗျာ။

ပြီးတော့ထပ်ပြီးတော့အကိုက်ခံရတဲ့ဒဏ်ရာပေါ်မှာပဲထပ်ပြီးတော့စီထုအနဲ့ထပ်ဆုပ်ထုတ်တယ်ပြီးတော့ရေစင်ရေမန်းလေးတောက်ပြီးတော့အမိတ်အာနာတွေနဲ့ထပ်ကုတယ်ပေါ့ဟုတ်ကဲ့ပါဗျာဒီနေရာမှာပြောချင်တာနှစ်ပိုင်းရှိပါတယ်ပထမတစ်ပိုင်းအနေနဲ့မွေကိုက်ခံရတဲ့လူနာတွေအသိပညာဘုသူဒ္ဒနဲတဲ့သူတွေကို ပြောချင်တယ်နောက်တစ်ပိုင်းတော့မွေကိုက်ခံရတာကိုကုတဲ့ရွှေရင်ကျော်ဆရာကိုပြောချင်တာပါ ရွှေရင်ကျော်ဆရာကိုပြောချင်တယ်လို့ကျွန်တော် ပြောပါတယ်နော်ရွှေရင်ကျော်ပညာယူထားတဲ့ဂိုင်းဒီကိုပြောချင်တယ်လို့ကျွန်တော်မဆိုလို့ဘူးနော်ဒါအခုတော့ဒါဒါတည်တည်ချာချာလေးကျွန်တော်ပြောပါတယ်ဟုတ်ပါပြီအဲ့တော့အသိပညာဘ ഹു တုတ္တမရှိတဲ့နေထိုင်ခြင်းဆိုတာကတိတ်ကိုအန္တရာယ်များတယ်ဗျအဲ့တော့အဲ့လိုမျိုးလူတွေကျွန်တော်တို့နိုင်ငံမှာတော်တော်များပါတယ်နောက်ပြီးတော့ငွေကြိုက်ခံရရင် အမြန်ဆုံးဆေးရုံဆေးခန်းကိုတွားပြီးတော့မွေစိတ်ဖြည့်ဆည်းထိုးရမယ်ဆိုတဲ့အသိပညာဘုဒ္ဓရလောက်တော့အ ਨੇ လေးရှိတဲ့ ਨੇ ကျွန်တော်တို့တောင်သူကြီးတွေခြံလှုပ်သားတွေစိုက်ပျိုးရေးလုပ်ငန်းလုပ်နေတဲ့သူတွေလောက်တော့အခြေခံသိတဲ့ ਨੇ ဗျာမွေကိုက်ခံရမယ်ဘာမွေလဲရရင်ကြည့်မယ်နောက်ဆုံးဘာမွေမဲမသိလို့ရှိရင်လဲအမြန်ဆုံးဆေးရုံဆေးခန်းကိုတွားရမယ်ဆိုတဲ့အသိပညာလေးကိုဒီဗီဒီယိုမှာကျွန်တော်ပေးခြင်းပါတယ်ယူသားတာ ਨੇ အသိပညာဘူးတုဒ်နဲတာနဲ့အသိပညာမဲ့တာနဲ့မတူဘူးဗျရိုးသားလို့ရတယ်ဒါပေမဲ့အသိပညာဘူးတုဒ်မရှိတာတော့မဖြစ်သင့်ဘူးကိုယ်အသက်အန္တရာယ်ကိုရင်းပြီးတော့တုံးတာအတာဘူးတုဒ်မရှိတာတော့အန္တရာယ်ရှိတာမရှိပါဘူးအဲ့တော့ကျွန်တော်တို့ခေတ်ကြီးကအမြဲတမ်းတနေ့တခြားတိုးတက်ပြောင်းလဲနေတာပါအရှင်လက်လက်ကြီးငွေကြိုက်ခံရတဲ့ကိစ္စကိုမမြင်ရတဲ့ပညာရှင်နဲ့ကုမဲ့စာတေးကြရေရာတဲ့မျိုးစိတ်ဖြည့်စည်းကို စီယုံစေကမှာသွားထိုးတင့်နေဆိုတာကိုဒီဗီဒီယိုမှာထောက်ပြခြင်းတယ်ပြီးတော့မွေကြိုက်ခံရတိုင်းမတိပါဘူးမွေကြိုက်ခံလိုက်ရတာကဘာမွေကြိုက်ခံရတာလဲအစိတ်ရှိတဲ့မွေကြိုက်ခံရတာလားအစိတ်မရှိတဲ့မွေကြိုက်ခံရတာလားအစိတ်ရှိတဲ့မွေကြိုက်ပေမဲ့အစိတ်ထည့်ပြီးတော့ကြိုက်လိုက်တာဟုတ်ချင်မှလည်းဟုတ်မှာပါအဲ့တော့ဘလိုမျိုးဖြစ်စေမွေကြိုက်ခံရပြီဆိုတော့ ਨੇ တခြားနီလန်းနေနဲ့ကုနေမဲ့အစား ငွေစိတ်ဖြည့်စည်အချိန်မီထိုးသိမ်းဖို့သာစဉ်းစားစေချင်ပါတယ်။နောက်တစ်ပိုင်းအနေနဲ့ကျွန်တော်တို့ရွှင်ကျော်ဆရာပေါ့အကျွန်တော်ပြောချင်တာကဗျာရွှင်ကျော်ပညာကိုကျွန်တော်မယုံဘူးလို့မပြောပါဘူး။အဲ့တော့သူ့ပညာနဲ့သူ့အနေနဲ့သူရှိပါတယ်။အဲ့တော့ရွှင်ကျော်ပညာမှာအောင်လန်းနေမိစ္ဆာတွေပယောဂတွေဓာမျိုးတွေကိုကုပါကုပါမမြင်ရတဲ့အရာတွေ ဲ့တော့ယောဂတစ်ခုဖြစ်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့အနောက်တိုင်းစီးပညာအရမမီမကန်းဖြစ်တဲ့အချိန်မှာနောက်တိုင်းစီးပညာနဲ့ကုသလို့မတွေ့တဲ့အချိန်မှာယောဂရှာဖွေလို့မရတဲ့အချိန်မှာဒီလိုမျိုးပယောဂတွေအောင်းလန်းတွေဆုံးတိုက်တွေကဝေတိုက်တွေကို ကုပါဒါတွေကိုလက်ခံပါတယ်ဒါပေမဲ့ဒီလိုအရှင်လက်လက်ကြီးမွေကြိုက်ခံရတဲ့လူနာတွေကိုတော့မဆန်းသက်ပါနဲ့ဆန်းသက်ပါနဲ့မွေကြိုက်ခံရတာလဲတေချာနေပြီကုရင်လဲမွေစိတ်ဖြစ်စေထိုးရင်လဲပျောက်မယ်ဆိုတာကိုသိနေပြီ အဲ့ဒါကိုဘာကိစ္စရွှင်ကျော်နဲ့ဆက်ကုနေတာအမြန်ဆုံးဆေးရုံကိုတွားပို့လိုက်လို့ရှင်အသက်အန္တရာယ်မကင်းသွားဘူးလားအသက်ရှင်ဖို့အတွက်ရာဂိုင်းတို့အများကြီးမဖြစ်သွားဘူးလားမတိုးလာဘူးလားဘာကိစ္စရွှင်ကျော်ပညာနဲ့အရှင်လက်လက်ကြီးကြိုက်ခံနေရတာကိုသိရနေကုနေတာလေဒါကပညာကိုကျွန်တော်စော်ကားတာမဟုတ်ပါဘူးဒါကကုတဲ့ဆရာရဲ့အတ္တပဲအဲ့တော့ရွှင်ကျော်ပညာကိုလေ့လာသင်ယူတာကောင်းပါတယ် ကျွန်တော်နိုင်ငံရဲ့အမွေအနှစ်တစ်ခုလို့ဖြစ်နေတဲ့ပညာပါဒါပေမဲ့တိုးတက်နေတဲ့ကဘာနဲ့အညီတခြားပညာတွေတခြားနီးပညာတွေတခြားသိပညာဘူးသူဒ္ဓတွေလည်းဒါမျိုးကုမဲ့ရွှင်ကျော်ဆရာတွေအဆက်မပြတ်အောင်လေ့လာဖို့လည်းလိုပါတယ်ဗျအဲ့တော့အရာရာကိုရွှင်ကျော်နဲ့ကုလို့မရပါဘူးဒါကကုလို့ပြောက်ရင်တော့ဆန်းသက်တဲ့အရာမဟုတ်ဘူးဗျငါတော့သိက္ခာသမารိရှိတာပဲငါမသီလလုံတာပဲအရက်သေးစားမတော့စားထားတာပဲသူများသားများကိုမပြစ်မှားထားတာပဲ ဒီမွေစိတ်လောက်ကတော့ငါလက်ကလေးနဲ့တောက်ချလိုက်ရင်ပျောက်ကမယ်ဆိုတဲ့လူနာတယောက်ရဲ့အသက်အန္တရာယ်ကို ရင်းပြီးတော့ပညာကုံမမောက်ပါနဲ့။ဘာကြောင့်ဖြစ်တာကိုလည်းသိပြီးဖြစ်တဲ့ပုံစံကိုလည်းသိပြီးကုသရမယ်ပုံစံကိုလည်းသဘောပေါက်ပြီးနားလည်ထားပြီးဆိုလို့ရှိရင်ဘာကိစ္စစမ်းသပ်နေဦးမှာလဲ။ဘာကိစ္စရှင်ကျော်နဲ့ကုနေဦးမှာလဲ။အဲ့တော့အမြန်ဆုံးစေယုံကိုရောက်အောင်ပို့ပြီးတော့စေကုသမှုခံယူလိုက်တာလူနာအတွက်ပို့ပြီးတော့မကောင်းဘူးလား။ပြီးတော့ရှင်ကျော်ပညာဆိုတဲ့ ခိုင်းပညာမွေနှစ်တခုကိုတော့ရယူထားတဲ့ညာရင်ညာသေးပန်ရှင်တွေကဒီလိုမျိုး မွေကြိုက်တဲ့ case တွေကိုမွေစိတ်ဖြစ်စေအရင်ထိုးနှံပေးထိုးနှံပေးဖို့လိုမယ်ဆိုတဲ့ဘုသူဒ္ဓလာကုတဲ့လူနာတွေကမတိလို့ပညာဘုသူဒ္ဓနဲ့လို့လာကုရင်တော့မှပဲအရင်ဆုံးအမြန်ဆုံးနည်းနဲ့စေယုံကိုသွားပြီးတော့မွေစိတ်ဖြစ်စေဆိုတာထိုးရမယ်ဆိုတဲ့အသိပညာဘုသူဒ္ဓလေးတွေတော့မပေးနိုင်တော့ဘူးလားခမားတို့အဲ့လိုကုလိုက်လို့အသက်ဆုံးပါသွားရင်ခမားတို့ဘယ်လိုတောင်းဝန်ယူမှာလဲ ဲကြတော့ခမားတို့ကသူ့ရဲ့ရှိဘဝကုသိုလ်ကံကြောင့်ကံအကြောင်းမလှလို့မမြင်အပ်တဲ့အရာတွေကဒုက္ခပေးသွားတာဆိုပြီးခမားတို့ရှင်းချအောင်အဲတော့ဒီဗီဒီယိုမှာအဓိကပြောချင်တာကတော့ငွေကြိုက်ခံရတဲ့ကိစ္စကိုရှင်ကျော်ပညာနဲ့ဖြစ်နိုင်လို့ရှိရင်မကုပါနဲ့ကုမယ်ဆိုလို့ရှိရင်လဲဆင်းုံဆေးကမ်းမှာသွားပြီးတော့ငွေစိတ်ဖြည့်စီထိုးပြီးတော့မှ နောက်ဆက်တွဲယောဂါတွေကိုကုပါဗျာရှင်လက်လက်ကြီးငွေကြိုက်ခံတာတိနေရဲ့ဒါနဲ့ ဒီခေတ်ကြီးမှာဆေးရုံဆေးခန်းတွေလွယ်လွယ်ကူကူသွားလို့ရနေတာတော့မှငွေစိတ်ဖြည့်ဆွတွေလွယ်လွယ်ကူကူထိုးနိုင်လို့ရနေတာတော့မှရွှင်ကျော်ပညာနဲ့ဒါမျိုးတွေကိုမဆန်းစေချင်တော့ပါဘူးလူအသက်အန္တရာယ်ကကြက်ကလေးငှက်ကလေးမဟုတ်ဘူးဗျလူအသက်အန္တရာယ်တခုရင်းပြီးတော့မလုပ်ပါနဲ့တော့တော့ဒါလေးကိုတော့ဒီဗီဒီယိုမှာသတိပေးချင်တာပါအဲ့တော့တိုင်းရင်းစေးပညာတွေနဲ့လည်းတချို့ကုကြတာတွေလည်းရှိပါတယ်အဲ့တော့ဒါလေးကိုလည်းဆက်ကြည့်အောင်ဒါပါမွေးလေမွေးလာပါက ်မင်းအဘကြီးဘယ်နှစ်နာရီကြာမှအဘကြီးတာကူလဲ၂နာရီလောက်ကြာမှရောက်လာ၂နာရီကြာမှဟုတ်ကဲ့လာခုတင်ကလာမင်းမျိုးလုံးလေးကြည့်လို့ကောင်းရဲ့မကောင်းပြရဲ့အခုကောင်းလားကောင်းပါပြီကြည်သွားပြီဟုတ်ပြီဟုတ်မင်းတို့အဘကယ်တာဒီလိုအတပြားကြီးသေးပါဆိုပြီးကယ်တာဟုတ်ပါလားဟုတ်ပါဘူးဟမ်ဟုတ်ပြီအဲအဲ့တော့အဘကခွန်ရသားကြီးကိုစေနာမြတ်တာနဲ့ပေးတော်ကြည့်တာသားနဲ့ခုတာနော်ဟုတ်ကဲ့နော်အဲ့တော့ညံနေသားခရော့လို့ရတယ်နော်ဟုတ်ကဲ့ပါပါအဲ ဒါတော့ဟုတ်ကဲ့ပါဒါကလည်းမွေကြိုက်ရင်ကုတဲ့အဘပါပဲမွေဟောက်ကြိုက်တာကိုကုပေးလိုက်လို့တက်တာသွားတယ်ဆိုပဲအဲ့တော့သူကုတဲ့ပုံစံကလည်းသူကုတဲ့ပုံစံကလည်းရွှင်ကျော်ဆရာ ပုံစံခက်ဆင်စင်ပါပဲအဲ့တော့ကြိုက်တဲ့ခြေတော့မှာဓာတ်နဲ့ခွဲတယ်စီထုအနဲ့ဆုတ်ထုတ်တယ်ထွက်သွားတဲ့ မွေစိတ်တွေပေါ့ထွက်လာတာတွေကမွေစိတ်တွေပေါ့ပြီးရင်စားပုံတွေပေါ့အဲ့လိုနဲ့ကုတဲ့နီးပညာတွေပါပဲအဲ့တော့မွေကိုက်ခံရတဲ့ဒူနာတွေအနေနဲ့ဓာတ်တွေကိုမယုံသင့်ဘူးလို့ကျွန်တော်မပြောပါဘူးထိုက်တင်တဲ့လောက်ယုံကြည်လို့ရပါတယ်ဒါပေမဲ့အရှင်လက်လက်မွေကိုက်ခံရတဲ့ယောဂါကောကုသနီယောတိနေတဲ့ကိစ္စတွေမှာဓာမျိုးတွေကိုမဆန်းသက်စေချင်ပါဘူးနောက်ပြီးတော့ကုသမဲ့ဆရာတွေရဲ့ပညာကိုလည်းလေးစားပါတယ်အသက်အန္တရာယ်နဲ့ဖြစ်နေတဲ့ကိစ္စတွေဖြစ်တဲ့အတွက်ကြောင့် ယောဂါကောကုသနီယောတိနေတဲ့ကိစ္စမှာမိမိတို့ရဲ့ပညာကုံမောက်ပြီးတော့မဆန်းသက်သင့်ပါဘူး။အဲ့တော့မဖြစ်တဲ့နာတွေဖြစ်သွားမယ်။အသက်မဆုံးတဲ့နာတွေဆုံးသွားမယ်ဆိုလို့ရှိရင်လူနာတွေအတွက်အင်မတန်ကိုနစ်နာရတဲ့ကိစ္စတွေပါ။ဟုတ်ကဲ့ပါဒီနေ့ဗီဒီယိုလေးမှာတော့မပြောမဖြစ်ဘူးထင်လို့သာပြောလိုက်တာပါ။ဘာဖြစ်လို့လဲဆိုတော့ဒီလိုကိစ္စတွေကတိတ်ကိုအန္တရာယ်များတဲ့ကိစ္စတွေပါ။နိုင်ငံတကာမှာလည်းခင်မီတိုးတက်ပြီးတော့စေပညာတွေလည်းအရန်ကိုမြန်မာလာနေပြီ။အဲ့လိုအချိန်မှာ ဒီလိုမျိုးမွေကြိုက်တဲ့ဓာညာကိုရွှင်ကျော်ပညာနဲ့ကုတာတို့အဘဆိုပြီးတော့တလွဲကုသနေနေကုတယ်ဆိုတာကအင်မတန်ကိုခက်နှောက်ကြနေတဲ့အင်မတန်ကိုအန်ရရှိနေတဲ့ကုသနီးတွေပါဆိုတဲ့အကြောင်းကိုဒီဗီဒီယိုဖိုင်လေးနဲ့အတိပေးခြင်းပါတယ်ကျွန်တော်ဗီဒီယိုဖိုင်လေးကိုကြည့်ပြီးတော့တူတူတယောက်ပဲဖြစ်ဖြစ်ဘုသူဒ်ကြသွားမယ်ဆိုရင်ကျေးဇူးပါပြီဗျာကျေးဇူးတင်ပါတယ်ကျွန်တော်ကွီးစော်ပါကျွန်တော် channel လေးကိုလည်း like and subscribe လေးနှိပ်ပေးခဲ့ဖို့တောင်းဆိုပါရစေဗျာ